မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျပေဒာနုရံဘလို့ကွက်လဲတချို့ကဖောင်းပေါင်းလေးတွေတချို့ကပိမ့်ပိမ့်လေးရှေ့ရှေ့လေးတွေပေဒာနွမ်းရင်စိုက်လို့ရတယ်ဆိုပေဒာနွမ်းရင်တော့စိုက်မရဘူးနော်ပေဒာကိုလက်လက်ဆက်ဆက်ကိုရှာပြီးစိုက်ဖောင်းပေါင်းလေးနဲ့ပိမ့်ပိမ့်လေးတွေဆိုတာပေဒာကအမျိုးအစားအမျိုးအစားလိုက်ကွာတာပါအမျိုးအစားကွာတာနော်ဖောင်းပေါင်းဖောင်းတာလည်းစိုက်လို့ရတယ်ပိမ့်တာလည်းစိုက်လို့ရတယ် ကတ္တနာမရှိဘူးအဓိကတော့ရင့်တာရင့်ဖို့ပဲလိုတာလေရင့်နေတာကဘာလဲဆိုလို့ချင်းဗီဒါဝေဗီဒါအကင်းထဲမှာဗီဒါအရွက်တွေကြည့်လေဗီဒါအရွက်တွေနောက်ကိုကော့ပြန်နေတယ်နော်ကော့ပြန်လမ်းနေတာပဲအဲ့လိုမျိုးဟာတွေဟုတ်ကဲ့အဲ့ဗီဒါကိုဗီဒါအချောင်းတွေဆွဲကြည့်လိုက်ဗီဒါအချောင်းတွေဆွဲကြည့်လိုက်တယ်ဆိုလို့ချင်းရုပ်တွေမပြတ်ဘူးမာမာတောင့်တောင့်နေပြင်းတွွေကြီးနေအဲ့လိုဖြစ်နော်ပြင်းတွွေနေဖြစ်နေလူလူဆိုရင်တော့ဗျာဟိုပါပေါ့အပြူဟိုင်းတွေပေါ့အပြူကြီးတွေပေါ့သူကအလှပြင်တာလဲကော့ပြန်လမ်းနေတာနော်ပြီးလို့ရှိရင်သူက ရေစကားလိုက်ပြောလဲ तू อ่ะရကြမှာရတာ तू อ่ะပြင်တော်တော်လေးနေအဲအဲ့လိုပုံစံလေးပေါ့ तू อ่ะအဲ့လိုပြင်တော်တော်လေးတွေမထုံတတေးကြီးတွေပေါ့အဲအဲ့အဲ့လိုအဲ့လိုအဲ့လိုပုံစံကြီးတွေเนาะလူလိုဆိုရင်အပြူဟိုင်းကြီးတွေပေါ့အဲ့ဗေဒါမှာကတော့ခုနလိုမျိုးနွမ်းလို့ရှိရင်အစ်မပြေဘူးเนาะနွမ်းလို့ရှိရင်နွမ်းလာတဲ့ဆိုင်ရင်6အောင်လုပ်လိုက်เนาะ6အောင်လုပ်ပြီးမှတေချာရေစိမ်ပြီးစိုက်မယ်ဆိုရင်တော့အဲစိုက်လို့ရတယ်เนาะနွမ်းနွမ်းလာတော့အစ်မပြေဘူး6လုံးဝ6သေးသွားတဲ့ဟာကိုရေစိမ်ပြီးတော့ပြန်စိုက်မယ်ဆိုရင်တော့အစ်မပြေတယ်เนาะ အဲ့တော့အနုကတော့သူကရုတ်တရက်ဆွဲလို့ရှင် ပြတ်တာပေါ့အရင်ကတော့ဆွဲလို့မပြတ်ဘူးပေါ့နော်အဲအဲ့ဒါလေးကြွားပါတယ်လို့နော်တေချာကြည့်ရင်တေချာတေချာကြည့်ပြီးရောဆယ်ရပါတယ်နော်ဟိုပေါ့တော့နော်မြန်မာနိုင်ငံမှာဗေဒါကျွန်တော်တို့ဒီမိုးများတဲ့ဒေသတွေမှာဆိုဗေဒါတွေပေါ်တာပဲနော်ဗေဒါတွေပေါ်ပါတယ်ဟုတ်ကဲ့ချီးသူပါအော်ရုံမို့တဲ့ယုံနဲ့စိုက်တာနှစ်ကြိမ်လောက်ပဲမှုထွေးရကောင်းတယ်သုံးကြိမ်မျိုးစိုက်တော့မှုထွေးလုံးကျသွားတယ်ဆိုတော့ တော့အပိုင်းနေတော့အများကြီးရှိတယ်ဗျာအဲ့တော့ error တွေအများကြီးရှိတယ်အရင်ဆုံးသတိထားပြီးပြောရမှာအရင်ဆုံးသတိထားဖို့ပြောရမှာဗာလဲဆိုတော့ပုံညံပေါ့သုံးတဲ့ပုံညံပရမတ်နှစ်ကြိမ်လိုပဲနောက်ဆုံးတစ်ကြိမ်ကလည်းအဲ့ကုံညံပဲသုံးတယ်ဆိုလို့ရှိရင်ခုနဗီဒါနဲ့စိုက်တယ်ဆိုဗီဒါရဲ့အနုရင်ပေါ့နော်ဗီဒါအနုရင်ပေါ်မူတည်တယ်ဗီဒါအနုရင်ပေါ်မူတည်တယ်နောက်တစ်ခါရာသီဥအနေထားပေါ့ပရမတ်နှစ်ကြိမ်စိုက်တုန်းကတော့ဟိုကရာသီဥကကိုယ့်ဘက်ကိုအလေးတာပြီးတော့ နောက်တစ်ချိန်စိုက်တဲ့အချိန်မှာကျွန်တော်တို့ကပရမတစ်ချိန်မှာရထားတာဖြစ်တဲ့အတွက်နောက်တစ်ချိန်ကျတော့အလေးမထားတော့မနဲ့အဒီတိုင်းလေးစိုက်လို့ရပါတယ်ကွာဆိုပြီးတော့ဖားလိုက်တဲ့ချိန်ညာရာသီဥကမှုမကြိုက်တဲ့ရာသီဥပေါ့နော်မှုမကြိုက်တဲ့ရာသီဥမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်မှုထွန်းတော့ကကြမှာနောက်တစ်ချက်ကပါလဲဆိုလူပေါ်မှုတည်တာပေါ့ခုနရာသီဥကိုကျွန်တော်တို့ကဒီသူကြိုက်နေတဲ့ရာသီဥကိုခံပြီးပေးဖို့ကျွန်တော်လူတွေရဲ့အပိုင်းလေယုံစနစ်ကြတာယုံစနစ်မှာကျွန်တော်တို့မှာခံပြီးပေးဖို့ခွင့်ရအများကြီးရတယ်အဲ့ဒါကိုကျွန်တော်တို့ကပေါ်ရုံမှုကြောင့် လူရဲ့ပေါ်ရွက်မှုကြောင့်ပြုစုမှုလေးနည်းနည်းလေးနည်းနည်းလေးနဲသွားပြီဆိုတာနဲ့သူကမိုးကမထွက်တော့မိုးထွန်းလုံးကြတော့เนาะအဲ့တော့ပုံရမ်းရယ်ရာသီဥရယ်လူရဲ့ပြုစုမှုရယ်เนาะအဲ့ဒါဒီအားလုံးအိုက်သုံးချက်စုံအောင်เนาะအိုက်သုံးချက်စုံပြီးတော့အားလုံးအဆင်ပြေရအဲ့ဒါတခုနဲ့တခုသွားပြီးဂျိတ်ဆက်မိတယ်ဆိုရင်မိုးကထွက်တယ်မိုးထွက်တယ်ဒါနဲ့ပရမတ်ကြိမ်နေကြိမ်ငါစိုက်တာပဲကွာပရမတ်ကြိမ်နေကြိမ်မှာထွက်တယ်အဲဒီတိုင်းလေးပဲငါစိုက်တာဒုတိယတတိယအကြိမ်ကြာမှာ အာငါတို့ကဘူးယူမထားမိပဲနဲ့ပြစ်ထားမိတဲ့ပုံစံမျိုးဆိုရင်မိုးထွန်းတော့ကကြာပါလေနော်အဲ့ဒီမှာအပူလိုရင်ပူပေးရမယ်ဆိုတိုင်းသာလိုရင်ဆိုတိုင်းသာပေးရမယ်ပူလိုချင်တာလေခလေးတယောက်ကိုပြုစုတကယ်ဆိုခလေးတယောက်ခလေးတွေကငိုလိုက်တယ်ဒါနဲ့သူတို့စကားမပြောတတ်ဘူးဒါနဲ့မိဘအရင်ကတော့ပုံမွေးထားတဲ့သားသမီးကိုသူကဘယ်အချိန်မှငါသားငိုရင်ငါသမီးငိုလို့ချင်းဘာလိုအပ်တယ်ဆိုတာသိနော်အဲ့လိုမျိုး ခံစားချက်ကလေးဖြစ်ဖို့အတွက်ကမူကိုသားသမီးလို့သဘောထားမူယုံနဲ့ဝင်လိုက်ပြီဆိုတာနဲ့ငါရဲ့သားတွေသမီးတွေဘာတွေလိုအပ်နေလဲဆိုတာသိဖို့လိုတယ်မူဆိုင်တဲ့လူကဘာပြင်ပအကူကြီးမှမယူဘဲနဲ့ကိုယ့်ဟောကိုကိုယ့်ဟောကိုသိထားဖို့လိုတယ်အဲ့လိုမျိုးအသိစိတ်ကလေးတွေပေါ့အသိစိတ်ကလေးတွေကိုကျွန်တော်တို့ကမသိစိတ်ကလေးတွေပြီးတော့ခံစားမိတယ်ဆိုလို့ရှိရင်မူဆိုင်ကြအောင်မြင်ပါတယ်ဒီမူယုံလေးကိုရောက်ပြီဆိုတော့ငါရဲ့မူယုံကအေးတဲ့လုံနေတာလား အဆူဟိုအပူဓာတ်လိုနေတာလားဒါဆိုလို့ရှင်အဲဒီကာလဒီအချိန်မှာတော့ငါ့ရဲ့မိုယုံကအေးတဲ့လိုတဲ့အပူဓာတ်လိုတဲ့ဒီအထဲမှာဒီမိုယုံတွေမှာဖြစ်သမျှဖြစ်ပြသမျှအတိုင်းတာကိုကျွန်တော်တို့ကလွတ်ရပြီဆိုလို့ရှင်မှုဆိုင်တဲ့လုံငန်းအောင်မြင်တယ်နော်အဲ့လိုလွတ်ရဖို့ပဲလိုတာကျေးဇူးပါကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။